1989 1989 January 14ရက်စိတ်ကမကြည်လင်လှအဖွားနေမှကောင်းပါမလားအတွေးနဲ့အတူမင်းညကလို့အတွေ့အကြုံမျိုးနဲ့ဆိုရင်ဒီလူတွေနဲ့12ရက်ခရီးအတူသွားလို့အဆင်ပြေပါမလားအတွေ့ကခေါင်းထဲမှာ ခြေကုပ်ရယူနေပြီ။နောက်ဆံမက ရှေ့ဆံပါတင်းရခြင်းမျိုး ကံသူတွေအတွက်နီးတူကြုံလာမိသူတွေနဲ့အစင်ချောဖို့ဆိုသည်ကခက်နေသည်ခုတလောစိတ်ညစ်စိတ်ရှုပ်စရာဘောင်းစုံနဲ့ကြုံရပြီးနေစရာမြေမရှိတော့သလိုခံစားနေရကခြေဦးနှင့်ဒူးတရာရှောက်သွားလိုစိတ်တွေလည်းပေါက်မိပြန်သည်ဒီနေ့ January 14 1989နေ့အေယာဝတီတိုင်းခရီးစဉ်ဒီခရီးရှိသည်ဟုကြားစဉ်ကလေးကစိတ်ဝင်စားခဲ့တော့လေယခု မျက်မြစ်တာပေါ်တညတာနားဟုအိတ်ဆက်ပြီးသည့်တိုင်ခရီးတစ်ခုထွက်ရမည်ဟုသည့်အသည့်ကဖြစ်မလာသည်တကြွစိတ်ပျော်ရွှင်စိတ်လန်းစံသောအထီးအတွေ့ဘာဆိုပါမှမခံစားဖြစ်သွားတော့လဲသွားပေါ့ရောက်တော့လဲဆင်းပေါ့လှုပ်တော့လဲလှုပ်ပေါ့ခပ်ပေါ့ပေါ့ပဲတွေးလို့ရနေသည်ခပ်ပေါ့ပေါ့လှုပ်နေကြဗီဒီယိုသမားကိုဝင်းနိုင်ကြမျက်မြစ်တာနှစ်ထပ်သင်းမောသည်နက်နက်၅နိုင်၁၀မိနစ်မှညောင်ပင်၄စိတ် အောက်လမ်းမတော်ဘောဒရာမှခွာနိုင်တော့သည်နေရစ်တော့မြို့ရန်ကုန်သွားခဲ့ပြီမေမေသွားခဲ့ပြီဖေဖေသွားခဲ့ပြီအဖွာအဖွာရေတာဝန်တစ်ခုခြေပွန်ရေးအတွက်တာဝန်တစ်ခုကိုမခြေပွန်လိုက်နိုင်ဘူးခေါင်းနောက်လာခဲ့သည်အမမတောက်တော်ဟုငင်းဆိုသောဒရမာမင်းကိုတောက်ပြစ်လိုက်သည်သိရှိန်ကြောင့်အိပ်ပျော်သွားပြီဆိုလင်းပင်ကျေနပ်เสียကောင်းပါလိမ့်မည် မနေ့စောစောကမှခင်းကျင်ခွင်းချထားသော တောင်စွန်းနေရာလေးမှာပါလာသည့်စောင်းချုံရင်အိပ်ပျော်သွားဖို့တနီးအလုံးကိုယာယီမိသွားဖို့ကြံစီနေမိသည်မေးလိုက်ပျော်လိုက်ငိုက်လိုက်နိုးလိုက်နှင့်6:59မိနစ်တွန်သေးတူမြောင်တဲ့ညက်မြစ်တာဝင်သွားတာကိုတော့သိလိုက်သည်တခါမေးလိုက်ပျော်လိုက်နှင့်သာမိသူတဦးတယောက်နှင့်လည်းစကားပြောလို့စိတ်မရှိမိသူတဦးတယောက်ကိုမှလည်းမမြင်မတွေ့လို့ မြည်သည့်အတံပလန်တစုံတရာကိုမျှလဲမကြားလို။အိုးအဆုံးတိုင်တိတ်ဆိတ်ငြိမ်သက်သောဝန်းကျင်တစ်ခုကို တောင်းတလာပါသည်။ခုတော့ခက်ချေပြီ။ရန်ကုန်မှာလိုစိတ်ရှုပ်သမျှကိုခြေဦးနှင့်ဒူးတဲ့ရာရှောက်သွားပြီးမပြေပြောင်းနိုင်တော့။တင်မောဝဲရာဝန်းကျင်မှာရေသာရှိသည်။ရေပေါ်လမ်းလျှောက်တတ်သည့်အခွင့်အရေးမျိုးကိုပါတောင်းတမိပြီဆိုလင်တော့။ ဘလောက်ထိဆိုးဆိုးဝါးဝါစိတ်ခံစားမှုတွေအတွေးတွေမရှိသင့်ဆိုတာကိုလည်းသိနေပြန်သည်လှုပ်လှုပ်ရှားရှားဆူဆူညံ့ညံ့လူတန်းတွေကြောင့်ပထမနေ့ခရီးဤပထမရန်နာရမည်ထနည်းတို့ရောက်ပြီးဟုသိလိုက်သည်ဆူဆူညံ့ညံ့လူတန်းတို့သည်ညံ့မြတ်တာအပေါ်မှားတာဖြစ်ပြီးထနည်းစိတ်ကန်းကပဂရိစိတ်ငြိမ်နေသည်နနဲ့9:28မိနစ်မှအိတ်မုံစောမွားထနည်းဟုကင်ဘုံမတက်နိုင်တော့ဟုထင်သည် ို့ဆိုရင်နှုတ်လေးရှာထူထနည်းဘာကြောင့်ဖြစ်နေရပါသနည်းဒုံစန်းစုကြည်ကျမ်းပါပါစေအတန်ငယ်တော့သက်ဝင်လှုပ်ရှားလာခြင်းသို့တော်အမှန်တကယ်ကိုအတန်ငယ်မြတ်တာကမ်းထက်ရောက်တော့ပိုလို့ပင်စိတ်ပျော်မြရသည်ဆံဝင်းတွင်တို့ပင်မစင်းရဲပဲအင်ကပြင်းစွန်းမှာစုပြုံထိုင်နေကြသူတွေ ခြောင်ဝင်းနဲ့ဆင်းတော်လဲတစ်ပင်ဓာတ်တိုင်စသည်တို့နောက်တွင်ကွဲကားပြူကားရက်ကြသူတွေအိမ်ပေါ်ရက်ပရင်းပေါက်တန်းတိုင်းကြမှာခေါင်းပြူကားချောင်းကြည့်ကြသူတွေမကြောက်ကြပါနဲ့လက်ခုပ်တီးလို့ရတယ်အားပေးလို့ရတယ်လက်ခုပ်ခေါ်တန်းတွေနောက်မှာလိုက်လာသည့်လက်ခုပ်တန်းကအားရစရာမရှိအားပေးစေခြင်းလက်ခုပ်တီးစေခြင်းခိုင်လဲဝန်းတာကြိုးစိုးစေခြင်းချင်းကြောင့်မဟုတ်ဘဲကြောက်နေရခြင်းကို မကြည်မနက်ဖြစ်ရမှာ ဒံပြန်နှိုးဆွခြင်းတသက်သာဖြစ်ကြောင်းနားလည်နေမိသည်ကဆိုင်ရာက ဖုန်ကြီးကို အကျိုးအကြောင်းလာလျှောက်တယ်လေဖုန်ကြီးကမေတ္တာရက်ခံပေမဲ့သူတို့အကြိုက်ပဲပြောတာပဲဒါပေမဲ့ဖုန်ကြီးကပြောပါလေလာမယ်ဆိုလက်ခံရတာပဲခက်ပါလေလေလိုချင်တာတစ်မျိုးဖြစ်ချင်တာတစ်မျိုးနဲ့ဒေါံဆန်းစုကြည်လာလို့ဘူကြီးတို့မှာအနှောက်အယှက်ဖြစ်ရကြေးရွာမှာလည်းစိတ်ညစ်ရလာတဲ့ပုဂ္ဂိုလ်လည်းစိတ်အနှောက်အယှက်ဖြစ်ရဆိုရင်မကောင်းဘူးလို့တော့ဖုန်ကြီးကပြောတာပဲ ခဏီဘုံကြီးเจ้าမှကာဗနီဆရာတော်ဥက္ကမာရပြောပြသမျှကိုနားထောင်ရင်းဒူးနေရာဒူးတော်နေရာတော်စကားကိုတတိယမိသည်မတန်မရာလောက်ပြန်ကြည့်ကောဟုဆိုရင်နှိမ်ရာကြပြီတော့မူမတန်မရာကဖြင့်အမှန်ပင်မတန်မရာ၆တိုင်းမကြောက်ကြနဲ့နော်ကျွန်မကြောင့်စိတ်ညစ်နေလားခဏီအဖွဲချုပ်ယုံကခြေတန်းရှိအိမ်လေးဤအောက်ထက်တာခြေတန်းရှိတိုင်များကြမှယုံအပြင်ဖက် ်အိမ်ဝင်းရှိပြိသက်အနေငယ်ကို အမကရင်နွေးတောက်ရင်လှမ်းပြီးတော့မညစ်ပါဘူးအဖြေနဲ့အတူလက်ခုပ်တမ်းများထွက်လာသည်ရုံမပြန်အထွက်တင်းမောစိတ်အစင်းလမ်းမှာကရင်မျိုးသားဝတ်စုံနဲ့လူကြီးလူငယ်30ကျော်ကပန်းစည်းဆက်နှုတ်ဆက်လာသည်ခဏီအနီးတဝိုက်ရွာများမှဖြစ်ပြီးငိန်ပိတားသည့်ကြားမှ တွေ့ရလင်ပြီးစရန်ချစ်ချင်ရာဖြစ်ဆိုကရောက်လာကြသူများဖြစ်သည်ဟုသိရတော့ ရင်ထဲမှာဟာကနေနေသွားသည်အန်ဒီယေကို ကပိုက်ပိုက်ထားသူတွေပါတကားပြည်သူလူထုမြတ်တာပြည်သူလူထုထောက်ခံမှုကို အားကိုးနေပါတယ်ပြည်သူလူထုကလည်းတတိရှိရှိနဲ့ကိုလိုချင်းနဲ့ပန်းတိုင်ကိုချီတက်သွားနိုင်ပါစေမြတ်မြတ်တာကန်းကခွာလင်းပင်ကန်းထိတ်အရက်ဆိုင်ထဲမှာငိမ့်ပိ၃ယောက်ကကန်းသားနှင့်ရွာလေလန်းကလူအချို့ကိုငေါငန်းပြီးအိမ်ထဲဝင်စေလေသည် အေယောရီခီအစကကဘာမချွေကျွေးကြော်တန်များဖြင့်အေယောရီတရိုးကိုကဘာမချွေကျွေးကြော်တန်များနှင့်ရာဇဝင်ကျွေးလှိုင်းလုံးထောက်အောင်ရိုက်ခတ်နှိုးဆော်ခဲ့ကြပေသည်။လာပြီဟိကဘာမချွေသည့်မြန်မာပြည် ိန်ခေါ်လျင်ဘွားမခတ်ကြီးနနက်7နာရီ9မိနစ်မူဦးပင်ကိုမြင်ရသည်နှင့်မျက်မြတာသည်ကဘာမချေတေးကိုခစ်ကြွေးနေကြသည်တော်မြင့်ရည်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တို့၏ကဘာမကြီးဒေသံကိုနာခံရင်းလှိုင်းထတက်ကြွလာမလားမသိကြတော့လေတိုးရှိဝါခမရှိမှတင်မောစိတ်မှာတော့မူဦးဝင်လူလူကပြည့်ကျက်နေပြီလှိုင်းထများပြားနေပြီတင်မောမှကန်းစင်း ကုန်းပေါင်းတရားဖြတ်ဆင်းမှလွဲ၍မူဝင်းညေပေါ်ခြေချသည်နှင့်လူတို့ကအပြေးရှေ့နောက်ဝဲရာလွတ်လပ်ရေးကြောက်တိုင်းဘေးမှ ဖြတ်သည့်အခါမှလည်းကွင်းလုံးဖြင့်မူဝင်းသူမူဝင်းသားတွင် အပြံမှဝင်းကြီးသူရည်ရွယ်ကအဖွဲချုပ်ယုံကိုကြော်ခဲ့ကြသည်မူဝင်းမြို့လည်းကအတော်ကြီးရှင်းလင်းနေသည်လမ်းပိတ်ထားသည်ညီသူမျှမဝင်ရဆိုင်းပုတ်တွင်များလာကြည့်အရေးပေါ်ဆိုင်းပုတ်များဆိုသည်ကိုလည်းသိနှင်နေသည် 26နှစ်ကျင့်စဉ်အရစိုင်းမုတ်ထူးခြင်းကလည်းအယိုးဆွဲနေပြီထင်လောက၌နေရာတကာတွင် လူပြည့်နေသည်မရှိလမ်းတကာပိတ်နေသည်ဟုမရှိစွန်စားရဲသူဇွဲရှိသူတို့အတွက်အငြဲတမ်းလမ်းပွင့်နေသည်အငြဲတမ်းနေရာရှိသည်တန်ချုံ အတွက်တစ်သားတဲ့၌နေရာရှိ၏ဓမ္မပရကိုဖတ်ဖူးကြမည်ဆိုပါခင်ဩအတန်းချောင်းကိုပင်မထီတွေ့ခဲ့ရသူတွေများလားရွှေဘုံမြင့်စီတီတော် မဦးပင်ဤသာသနာကျက်တည်းဆောင်စေတီတော်တို့တွားရောက်ပူမြော်ရသည်ကပင်အဆောင်အကျက်လုံးကြုံ၏အပြည့်နှင့်จิตသုံးစီစီတန်းဖြင့်တနက်ပြောင်းတွင်အသင့်မြင်သာသည်ကရွှေဖုံးမြင့်စေတီတော်စီတို့သူပူလှောက်ရှာရန်ရွယ်ချက်နှင့်တော်၎င်းလူ၅ယောက်ထက်ပို၍စူဝေးခြင်းစီတန်းလမ်းလျှောက်ခြင်းမနာလိုသူလူတစုတဲ့တီတိုးတန်တန်ထွက်လာသည်မှန်လိုက်သည် အင်းအားသုံးပြီးဖြုတ်ခွဲရန်ကြံရွယ်၍ဟူသည့်ဝါကြတပိုင်းတစကိုဖြည့်လိုက်ခြင်းလေးပြီးသို့သောငင်းချမ်းစွာဒီမိုကရေစီလိုလားသောလူမှုမှာမတိလိုက်မတိဖားသာပင် မနာလိုသူလူတစုကိုကြော်ဖြတ်ခဲ့ကြပြီထမှန်၍သို့သောလူမှုကဆက်လိုက်သေးလိုက်သောပန်းတပွေတပိုက်ကိုချ၍အပွဲကြုံယုံဖြာချောပေါ်မှာအမထိုင်ယုံရှိသေးသည်မနာလိုသူ လူတစုကတနက်၃ချက်ဖောက်၍စူပူလှောက်ရှားအောင်တွေးတိုးဆန်းတော်သည် တက်တူရန်ဖြစ်တို့တို့ဒီမိုကရေစီရေးအတွက်အသက်သွေးချွေးအလုံးကိုယင်းနှီးရဲတည်ဖြစ်သည့်လူလူကတော့ငင်းချမ်းစွာဖြစ်လာနေရာမရွေ့အင်းအားလျှော့သွားအမစကားကြောင့်သဘောကျပြီးလွတ်လပ်ပွင့်လင်းရေမောလိုက်တံတွေကမနာလိုသူ လူတစုလမ်းသလားရာလမ်းမတိုင်လွင့်ဆင်သွားခဲ့ပြီကျမကတော့အေယာဝရီတိုင်းကလူတစ်ယောက်ဟာတခြားတိုင်းကလူတစ်ထောင်နဲ့မျှမယ်လို့ထင်ပါတယ် အဲ့ဒီတော့ဒီလောက်ထိလူတွေများတာဟာတခြားတိုင်းတွေမှာဆိုတောင်းနဲ့သိမ့်နဲ့ချီတယ်လို့ကျွန်မသဘောထားပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။အားလဲကိုးပါတယ်။ဒီမိုကရေစီလှုပ်ရှားမှုဟာပြည်သူလူထုအပေါ်အများကြီးတည်ပါတယ်။အဖွဲ့အစည်းရဲ့ကောင်းကျိုးအတွက်လည်းမဟုတ်ဘူး။လူတစုရဲ့ကောင်းကျိုးအတွက်လည်းမဟုတ်ဘူး။လူတစ်ယောက်ရဲ့ကောင်းကျိုးအတွက်လည်းမဟုတ်ဘူး။အများပြည်သူအားလုံးရဲ့ကောင်းကျိုးအတွက်လုပ်နေတဲ့လှုပ်ရှားမှုကြီးဖြစ်ပါတယ်။အဲ့ဒီတော့ဒီလှုပ်ရှားမှုကြီးကိုပြည်သူလူထုအများကထောက်ခံရင်း ောက်ခံသလိုညံ့ညံ့အောင်မြင်ပါပါဘူဦးပင်လူသူ၏ထောက်ခံမှုကဖြင့်ငိမ့်ပြီးဤအငန်းအငေါအချင်းအချောက်ကြားမှာပင်ကံပါပြူလူကလေးတွေလူကြီးတွေလူငယ်တွေလူလက်တွေစပိန်နှင့်လူထီးနှင့်လူဈေးတန်းနှင့်လူ အထန်းနှင့်လူကလေးချီပိုးထားသူဂျိုင်းတောင်နှင့်လူ လူတွေလူတွေအပြောအပြုံးနှင့်ကြည်နူးဝမ်းသာမျက်ဝန်းနှင့်လူတွေ ရကြပြီ။အော်ဇွဲရှိလာချင်။အော်တတိရှိလာပြီ။မဥပင်ကန်းသားတလျှောက်မှ မဆုံးနိုင်သော လူတို့လူတန်းကိုငေးကြည့်ရင်မျက်ရည်တွယ်တွယ်စီးမိတော်သည်။ကဘာမကြည့်ဘူး။ဒီလူတို့ဒီနယ်ကောင်းဆောင်ကောင်းတယောက်ကိုငင်းချမ်းစွာအသင်ဆောင်ဆာမျောယောင်နေသောယောသားသော တက်ကြွသော အေဂျန်သောဒီလူတို့ကိုမှစော်ကားရကြပြီ။စုဖို့လှူရှားရန်ရည်ရွယ်နိုင်နိုင်တိုင်း မလို့ခြင်းမူတယောက်မှလက်မတက်မလာနဲ့အော်လုံးရကြပြီကဘာမချေဘူးညမြတာကမအူပင်ကိုခြံခဲ့ကြည့်ပြီရင်၌ဖြစ်သောဒေါသဝန်းနေဒေါသတို့ကမပြေပြောင်းနိုင်ပြီသမောထမင်းကိုစားမဝင်တော့လူမှန်လင်လဲကြည့်မရတော့ယူနီဖောင်းမြင်လင်အော့နှလုံးသာသည်ခြိချမ်းနှင့်ဖက်နှက်မဲ့ဖွာတွေမြင်လင်ရင်နာတနာသည်မမြင်လို့ဘာကိုမှမမြင်လို့မကြားလို့ဘာကိုမှမကြားလို့ ကြပါတော့သင်္ဘောအောက်ထက်ကိုဆင်းခဲ့မိသည် ရေတွေရေပြင်ကျဲရေကိုသာကြည့်နေတော်မူရေကိုသာမြင်လို့တော့သည်ရေမြစ်ရေဒရမမင်းတကုတ်နှင့်ငိုက်စာပြူလာပြီးနောက်ဆုံးတော့ရေကိုပဲမမြင်မိတော့တရေတမောအိတ်ပြောခဲ့သည်သို့တော့အုံနောက်ကမကြည်လင်သသည်ရင်ထဲမှာရှုပ်ထွေးနေသည်နှလုံးအိမ်ကို အပွားကကျိုးတစ်ချောင်းဖေဖေမေမေကကျိုးတစ်ချောင်း အဝေးရောက်မောင်ငယ်တွေကကြိုးတချောင်းရိုးသားတက်ကြွသောဒီမိုကရေစီငတ်မတူပျော်ရွှင်လူထုများကကြိုးတချောင်းခရီးစဉ်တာဝန်များကကြိုးတချောင်းကြိုးအချောင်းပေါင်းများစွာကရစ်ပတ်ချင်းချောင်းတုံဆွဲကနာကျင်နေစီသလိုခံစားနေရသည်ကြကြတော့မခံစားလိုက်ရညနေ3:28မိနစ်မှာသမရာချောင်းရွာဖွဲ့ချုပ်ရုံးကို အစီအစဉ်မဲ့ဖြစ်တာဝင်ရတော့သည်အခုမှ နေရာထိုင်ခင်းအကာအမိုးအပြင်အဆင်ကိုကမန်းကရန်စီစဉ်လိုက်ကြသည်ဟုတကြားအစီအစဉ်မရှိဘဲစီစဉ်သည့်ကြားဖြတ်အစီအစဉ်မှုအချိန်တိတ်မပေးနိုင်သည့်ကတကြားမှင်မှုနှုတ်ဆက်ယုံသာပြုတ်နိုင်တော့သည်အားပေးယုံသာတတ်နိုင်တော့သည်ကျမတို့အခုလုံနေကြတာဟာဘသူကိုမှအန်ဒီရဲ့ပြုတ်ခြင်းလို့မဟုတ်ဘူးဘသူကိုမှမုန်းလို့မဟုတ်ဘူးပြည်သူလူထုကိုမေတ္တာရှိလို့လုံနေတဲ့အလုပ်ဖြစ်ပါလေ ကျမတို့ကပြည်သူလူထုရဲ့မေတ္တာကိုလည်းအားကိုးပါれပြည်သူလူထုကပူဇော်ပြုတဲ့အခွင့်အရေးလည်းဖြစ်ချင်ပါれတိုင်းပြည်လုံးအတွက်အောင်မြင်မှုကိုလည်းရှာချင်ပါれဒီလိုပဲပြည်သူလူထုကလည်းစိုးရင်ကြောက်ကြောက်မှုကင်းတဲ့လွတ်လပ်မှုရရေးအတွက်တတိရှိရှိနဲ့ဆက်လုပ်သွားကြပါတမရာကြောင့်အစီအစဉ်ကြောင့်ကျွဲတုံးတို့တွားရန်မျက်မြတ်တာပေါ်မှပဲ့ထောင်လေးပေါ်ကူးကြတော့ညနေ၄နာရီ၃၃မိနစ်ရှိပြီ 15မိနစ်စာပဲ့တောင်ခရီးတလျှောက်ကตาရလွန်းလာသည်အုတ်ဖုတ်သူထင်းခုတ်သူလဲလုတ်သူအလုံးအလုံးအလုတ်ကိုစီ အသာချတာငိမ်မောကြည့်နေကြပြီလက်ပြဖို့ဖြင့်မရဲကြပဝန်းကျင်ရှုကင်းตาရမှုကြောင့်အတန်ငယ်ကြည်လင်လာသောစိတ်မှာမဆိုးစလောက်ဒေါသဖြစ်ခဲ့ရပြန်သေးသည်ရွာတွေကလှေတွေနဲ့လာကြတာခုဘယ်ကြောင်တုံးနေတယ်မသိဘူးဟောကိုစပားတိုင်းထဲမှာစစ်သားတယောက်ဟောပုံသွားပြီ စပားတိုင်းရှိတသားငယ်မှာပင်ပဲ့တောင်ရက်ပြီးကမ်းပေါ်တက်စပားတိုင်းဘေးကိုကပ်ဖြက်လက်ပြလက်ခုပ်ခေါ်ဒေါံဆန်းစုကြည်ကြမ်းမာပါစေဩပြီးရွာထဲဝင်ခဲ့ကြပြီမလုတ်တင်ဟုထင်တော်လဲလုတ်တင်ပြီဟုပါဆုံးဖြတ်မိကြပြီဂုံရောအဝဲတိုင်းရိုင်နေနဲ့အိမ်များစွာဟေးဆင်းခဲ့ကြဖျားတော်မှလိုက်ခဲ့လို့ရတယ်မကြောက်နဲ့တွန်းဆုပ်ဆုပ်အမှုရများနောက်မှဘာမှမဖြစ်တာတေးချာမိအထင်နဲ့ ထပြေးလိုက်လာကြသည်များစွာတင်စိန်တော်ကိုကြော်ခဲ့သည်လူတယောက်ချင်းလာပါဆိုသည့်ပြင်တစ်ချောင်းနဲ့ခင်တရာကိုကြော်ခဲ့သည်ခြေမှာတာယိုတာယိုတစ်လျှောက်တိုင်းနယ်စေယုံကိုကြော်လျင်ဇိနာမအောင်စီတော်နှင့်ကြီးချောင်းဖုန်ကြီးကြောင်းစင်းရတော်ကိုတနာပြီးချမ်းသာတာကိုဝမ်းမြောက်မှဗမုဆိုတရားဖြစ်တော်ပြီးမပေါ်ဆရာတော်ဥစံတီမှာအာပြန်လျှောက်ထားခြင်းသည့်စကားတခွန်ပေါ်လာတော်လဲမလျှောက်ဖြစ်ခင် ရာတော်ထံမှဒီစကားကြားဖို့မှာပင် သူတကာမေတ္တာချမ်းသာနေတာကိုဝမ်းမမြောက်နိုင်ဖြစ်နေသည့်ဗျမဆိုတရားခင်းမဲ့သောလူတွေနှင့်ရင်ဆိုင်ပြီးမှကြားရခြင်းပါဖရာဟုအပြန်ကတာယိုတိုင်းဆက်လျှောက်ကရွာတွေကိုဖြတ်ခဲ့ကြသည်ဤနှင့်အမျိုးမျိုးရောင်းသည့်ဆိုင်းပုတ်ကိုဖတ်ရင်းဒီမြေဒီဒေသမှာလူအထွေထွေဤအသက်မွေးဝမ်းကြောင်းဒလိထုံးစံစိတ်ဓာတ်အဆအဆအရာရာကို မြင်းဤပြည်သားဖြစ်နေလျင်လက်ရှိဒီဒေသအခြေအနေကို ပိုး၍ပြည်ပြင်းစွာသုံးသပ်နိုင်မည်ဟုတွေးနေပြီးစိတ်မကောင်းဖြစ်နေမည်သည်ရှိစေတော့နောက်တစ်ခါကြုံလျင်မညံ့ဖို့ပဲအရေးကြီးသည်ညနေ9နိုင်ခွဲနေဝင်ချိန်စည်းစာအောက်မှရေပြင်ကို ဖြတ်တန်းလာသည့်လေကို အားရပါးရရှူလိုက်ရ၍လန်းစံကြည်လင်လာသောစိတ်မှကျွဲတုံးအတွက်ပစိုးပိုင်းတစ်ခုဝှေ့ရန်ကခုံပေါက်နှုတ်ဆက်သောအဖိုးအိုကိုမြင်ရသည်နှင့် ပူလွေးရှတာလူးလွန့်သွားရပေသည်။ဘိုးရိုသားဖြူစင်ပါပေ။ဒီလိုလူထုကိုမှတားမြစ်တိတ်တင်ရက်ကြပါပေ။တင်မောဘော်ပြန်ရောက်တော့ရွှေတင်းကားရွာက လူထုကကမ်းလုံးညွတ်စောင့်မျှော်နေပြီ။လူဖြစ်လာမှတော့လွတ်လပ်မှုရှိရမယ်လွတ်လပ်မှုဆိုရမှလည်းပထမဦးဆုံးစိုးရင်ကြောင်းကြောင်းမှုကနေပြီးတော့လွတ်လပ်မှုရှိရမယ်စိုးရင်ကြောင်းကြောင်းမှုကလွတ်လပ်တဲ့ဘဝမျိုးမှ နေရာကျိုးနဲ့တဲ့ဘဝပဲ လူရဲလို့အသက်ရှင်နေပြီးတော့စိုးရင်ကြောက်ကြနေရရင်လူဖြစ်ရကျိုးမနှက်ပါဘူးစောင့်မျှော်ရကျိုးနှက်အောင်တော့အမစကားရှိရှိဆိုရကြည်ပြီမှန်သည်လူတိုင်းလူတိုင်းလူခွင့်ရေးရှိရမယ်လူတိုင်းလူတိုင်းလူခွင့်ရေးရှိတင်ပါတယ်ရေချိုးတန်သူမဟုတ်ရေချိုးဖို့စဉ်းစားနေမိတော့ကြောင့်ရေရှိတော်လဲချိုးရခက်သည့်ရေကို မချိုးဘဲလဲမနေနိုင် ်တင်မောပေါ်မှာနေရင်မြည်သူမဆိုမြည်ရီတင်လေရီကိုသာချိုးခွင်ရှိကြောင်းသဘောပေါက်ထားရပေမည်မိန်းကလေးမှုအဖွဲချုပ်အထွေးထွေးအတွင်းရေးမှုမှုဗဟုအလုံးအမှုဆောင်ကော်မတီဝင်မှုဘာမှုညာမှုဖွဲမရ။ All Democracy ရေချိုးကံရ9နာရီ40မိနစ်မှရွှေလောင်းတို့မျက်မြစ်တာဆိုက်ကပ်သည်။ရိုင်းဆိုင်တဲ့တော်ဒရိစံများလည်းမဟုတ်အားလုံးကအတိနယ်လူတွေ လက်နဲ့ပြချင်းချောက်ကအုပ်ချုပ်မှုရတန်းကရတန်းလီလေးမြတ်မြတာတေးတန်ကြောင့်ထင်ကလင်းငယ်တွေပန်းစီဆက်ကြလက်ခုပ်တီးကြတော်ဆန်းစုကြည်ကျမ်းမာပါစေအော်ကြတော်လဲကုံစုံဆိုင်မှောင်ရိပ်ထဲကငြိမ်ပြီတွေထွက်မလားအပန်းချက်ဆက်မတုံးရဟုသားသဖြင့်အမကဆွေးနွေးပွဲသဏ္ဍာန်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီပြောချင်တာအ ਨੇ ကေကိုပဲပြောတော်မူတယ် ဒီမိုကရေစီအုံမြင့်ချခြင်းနဲ့ဆိုတာအုံမြင့်ကခိုင်းနေမှအိမ်ကခိုင်းမှဖြစ်တယ်။ကျမတို့ခေတ်ဟာဒီမိုကရေစီအုံမြင့်ချတဲ့ခေတ်ဒီခေတ်ကလူတွေကဒီအုံမြင့်ကိုခိုင်းအောင်မလုပ်နိုင်ခဲ့ရင်နောက်ခေတ်မှလည်းမခိုင်ဘူးဖြစ်သွားမယ်။ဒီအုံမြင့်ပေါ်အဆောက်အုံဆောက်တာဟာလည်းအရေးကြီးတာပဲ။ဒီမိုကရေစီအဆောက်အုံကြီးတည်တံ့အောင်ဆိုရမှပြင်သစ်လာပြင်ရမယ်။အားနည်းနေရင်အားပြည့်ရမယ်။ဒီလိုလှုပ်တာမှအခုခေတ်တင်မဟုတ်ဘူး။နောက်ခေတ်ဆက်ဆက်တာဝန်ရှိတယ်။ အပေါင်းနှင်းမှပြန်ဖြတ်တန်းလာခဲ့ချိန်မှာလဲလက်ခုတ်တန်နှင့်ဂျမ်းမာပါစီဆူတောင်းတန်တွေကဝိညာဉ်မြင်စကားအေးအေးလာဆိုနေသောငြိမ်ပိဥက္ခရာကို အမကလက်ပြနှုတ်ဆက်ကမျက်မြတာရှိရာဆက်လျှောက်ခဲ့သည် ခုလိုတိရက်နားလေစွာဆက်ဆံတော့ငြိမ်ချမ်းအေးစေးစွာပဲတယောက်ပေါ်တယောက်သင်္ကာကင်းစွာနှင့်လည်းပြီးဆုံးသွားရသည်မဟုတ်ပါလားမြည်သည့်ငြိမ်ဝတ်ပြပြမှုကမှအနောက်အရှင်မဖြစ်ခင် မြည်သည့်စူပူလှုပ်ရှားမှုမှ မပေါ်ပေါက်ခဲ့မြည်သည့်စိတ်ကတိကအောင်စနောင်စနစ်နောက်ဆန်တင်းစရာမှလည်းမမြင်မတွေ့မခံစားခဲ့ရာသူ့အလုပ်သူ့လုပ်ကို့အလုပ်ကို့လုပ်ဝင်လဲမရှုပ်ဝင်လဲမဖြေချိန်တန်အင်ပြန်ကတီတိုတီတိုနဲ့စမြုပ်ပြန်ယုံပြန်မြင့်အေးချမ်းသည့်ပြည်သူတွေအပေါ်ဒီညံ့နားလေပြီးလျင်ပင်အစဉ်ပြေနေပြီးသားဆက်မတွေးလို့တော့ ရဆုံးသောအပြစ်မဲ့လူသာသူကလေးတို့လာရောက်ပါစေတို့အားလုံးဝမ်းနေရဟိတို့အားလုံးဆက်လုံးနေလေဆက်ဆုံကြီးခြင်းသည် မျက်မြတာပေါ်မှာဒုတိယညာငြိမ်နေသောမျက်မြတာပေါ်မှာမဟုတ်တော်သည့်ရေချောင်းတိုင်းသွာလာလှုပ်ရှားနေသော မျက်မြတာပေါ်မှာပထမဆုံးချိန်အိတ်ဆက်အနာယူရပေတော်မူအနွေးတဲ့အပူအိတ်လေးခေါင်းအုံးကား ဆက်မရသောဒူးကိုကိုင်းနိုင်မမျှကိုရင်စောင်းလုံးအောင်ချုံပြီးမအိမ်မချင်းစုံင်းနေခြင်းသည်ဒူအားလုံးဝန်နေရဟိဒူအားလုံးဆက်လုံးမယ်လေဒူအားလုံးဝန်နေရဟိဒူအားလုံးဆက်လုံးမယ်လေဒူအားလုံးဝန်နေရဟိ